င်္ဂလာပါမျိုးတွေတပုတ်နိုင်ငံကြီးအင်မတန်ရှုပ်ထွေးပါတယ်။ဟာရှေ့အရင်ရက်တိကဆိုရင်ကျမအော်အရေးတောင်နဲ့ပြဿနာတက်တယ်ပေါ့နော်။ဘွားတောင်နဲ့နိုင်ငံခြားဘွားတောင်နဲ့ဒီထားမိပါလိမ့်မယ်။အဲ့ဒီအရေးဆိုလို့ရှိရင်လည်းအယုံဆုံးကျမတို့ပြောတာပေါ့နော်။အာကျမဘုန်းကြီးเจ้ามาနေတာအားတို့ဓမ္မယုံมาနေတာအားတို့ဘုန်းကြီးနေညာအားတို့ night club ကပါလေပူစီလို့စသည်ဖြင့်ပြောတယ်။ကျမတင်ခံလိုက်တယ်ကျမပြန်မပြောဘူး။ နောက်ဆုံး तू ကကျွန်မကိုဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းမှာပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနဲ့ရှင်းရမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်။ဆိုတော့ပုံကွေပြဿနာတွေကကျွန်မအမြဲတမ်းပြောနေတခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလားရတယ်။ကျွန်မကိုမုန်းလားရတယ်။ကျွန်မကိုမကြိုက်လို့ရှင်ရင်ကျွန်မကိုမုန်းလို့ရှင် ကျွန်မပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါအဲ့ဒါဆိုရင်ရှင်တို့အတွက်ကောကျမတို့အတွက်ကောကြည်နေတဲ့လူတွေရောနားထောင်နေတဲ့လူတွေအတွက်ငါတို့တပါအကုန်လုံးတွေ့ကြရှိရဥပမာ ကျွန်မအခုအများကြီးပြောလေပြောတာရှိတာ Federal ဘာလို့လဲလက်ရှိမှာအကုန်လုံးအဖက်ရယ်ဖက်ရယ်ဖက်ရယ်နေတဲ့အတွက်ကျွန်မဖက်ရယ်အကြောင်းပြောရရင်အမျိုးသားတပ်တူခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်လွတ်လပ်ခွင့်ဖက်ရယ်ရဲ့အနှစ်သာရတွေကျွန်မပြောတယ်နောက်တစ်ခုကျွန်မ social contract အကြောင်းပြောတယ်ပုံမှန်65နဲ့ဆက်ဆက်ပြီးကျွန်မ limited government အကြောင်းကျွန်မအများကြီးပြောလို့ရှိတယ်ဆိုတော့ကျွန်မကိုမကြိုက်ဘူးလားရတယ်ကျွန်မကိုမုန်းလားရတယ် ကျွန်မကိုမကြိုက်ကျွန်မကိုမဝင်ကျွန်မကိုလဲမဲ့ဖျက်ချင်ကျွန်မကိုတိုက်ခါချချင်ကျွန်မပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုကျွန်မပြောတဲ့ federal အကြောင်းကျွန်မပြောတဲ့ limited government social contract popular sovereignty နော် republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်စဲတစ်ချက်ချင်းပြန်ခြေပလိုက်အဲ့ဒါဆိုရင်ရှင်တို့လက်တိုက်ခါရှိတယ်ပြောရတဲ့လူတွေနားထောင်တဲ့လူတွေလည်းငါးသူတပါအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အရေးမြအဖက်မြရတယ်။ငါးသူတပါအကျိုးမရှိရဘူး။ကျွန်မကမပြောနဲ့။ကျွန်မနားရဲမထည့်။တော့အရင်တစ်ခေါက် အဲ့ဒီအရင်းနဲ့ပြဿနာတက်တယ်ကျွန်မပြောခဲ့တဲ့အကြောင်းအရပေါ့လက်ရှိမှာလည်းပြဿနာပေါင်း16000လောက်လာကြတယ်ပြဿနာရဲ့ဈေးမြေစာကိုကျွန်မပြောမယ်နော်ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရရလာတိုက်ခိုက်တယ်ကျွန်မအဲ့တော့ကသူကကျွန်မရဲ့ကိုစော်ဖုံးရင်ကိုနှစ်ယောက်ပြောတယ်ကျွန်မကသူပြောတာအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးသီးခံလိုက်တယ်အင်းတို့ဂျပန်ကအဖွားတယောက်ပြောတယ်ကျမသိခန့်တယ်အခုမြန်မာပြည်တွင်းကဒေါ်တယောက်ကျမကိုပြောတယ်ကျမသိခန့်တယ်ကျမဘာလို့သိခန့်လဲ ကမ္ဘာအကောင်းဆောင်ဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဂျိုးဘိုင်နန်တို့မှချက်ထည့်လို့ရှိတယ်လို့မုန်းတဲ့လူတွေရှိတယ်။ကျွန်တော်နိုင်ငံမှာလည်းတပ်ဖက်ကဒေါ်ဆန်းစုကြည်ကိုဖျားတဲ့သူကုတူသလုံးလို့ချက်ကြပေးမယ်။တပ်ဖက်မှာဒေါ်ဆန်းစုကြည်ကိုရောရှာမုန်းတဲ့လူတွေရှိတယ်။အဲ့ဒီလိုပဲတပ်ဖက်မှာတပ်မတော်နဲ့တပ်မတော်ခေါင်းဆောင်ကိုအသက် အသက်တွေပေးပြီးချက်တဲ့လူရှိသလိုအင်မတန်မှရွှေရှာမုန်းတီးနေတဲ့လူတွေရှိတယ်။ဆိုတော့နိုင်ငံကောင်းဆောင်ကဘာကောင်းဆောင်တဲ့လူတောင်ချက်ချင်းမုန်းချင်းချက်တဲ့လူမုန်းတဲ့လူရှိတယ်လို့ကျမတို့မိမတယောက်ကိုလည်းချက်တဲ့လူရှိသလိုမုန်းတဲ့လူလည်းရှိမှာပဲ။ဆိုတော့ချက်တဲ့လူကချက်တဲ့လျောက်ကျမပါစေချမ်းသာပါစေမဘူးတူလီအန်ဒီရဲ့ကင်းပေးရှင်ပါစေဆူတောင်းပေးပဲမြစ်တာပို့တာပေးမယ်။မုန်းတဲ့လူကလည်းမုန်းတဲ့လျောက်ရန်ရှာမယ်ပြဿနာရှာမယ်။ဆိုတော့ဒါတွေကိုကျမကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျမကိုဘယ်သူလာပြပြကျမသိခံလိုက်တယ်။ဆိုတော့ ဲ့ဒီ anti တယောက်ကျွန်မပြောတယ်ကျွန်မသိခံလိုက်တယ်ဆိုတော့အဲ့ anti ကျွန်မအကြောင်းပြောတယ်ကျွန်မပြန်မပြောဘာလို့ဆိုတော့ကျွန်မသူ့မရမှာကိုရင်လုံးနဲ့ကျွန်မဘာလို့မဆိုသိခံတယ်သိခံရတဲ့အကြောင်းရင်းတီချက်တဲ့လူရှိတယ်လို့မုန်းတဲ့လူရှိမှာပဲကိုကြိုက်တာကိုလုပ်နေတာဖြစ်တဲ့အတွက်ချက်တဲ့သူရှိတယ်လို့မုန်းတဲ့လူလည်းရှိမယ်အဲ့အတွက်ကျွန်မသိခံတယ်နောက်တစ်ခါအဲ့ anti ကပဲကျွန်မကိုထပ်ပြီးပြောတယ် ဖတ်ပြီးပြောတော့အကောက်တူကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တူဖြစ်ပါတယ်အကောက်တူဖြစ်ကြောင်းကိုကျမက YouTube အမြဲတမ်းသုံးနေတဲ့အတွက်ကျမရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေ့တည်းကတင်ထားပါတယ်ဆိုပြီးကျမက AI အကြောင်းပြန်ပြီးဖြည့်ရှင်းလိုက်တော့အဲ့ဒီ ND နဲ့ကျမလည်းပြည်လဲမှုရသွားတယ်ပြဿနာကအဲ့ဒီ ND ကကျမကိုလာပြီးပြဿနာရှာတယ်ကျမကပြဿနာပြန်မလို့ဖယ်နေ AI အကြောင်းဒါသည်အကောက်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း28ရက်နေ့တည်းကကျမပြောထားပါတယ်ဆိုပြီးတော့ပြောလိုက်တော့သူနဲ့ကျမနဲ့ပြည်လဲမှုရသည်အဲ့ပြဿနာပြီးသွားပြီထင်တာဟုတ် အဲ့ဒီ anti နဲ့ခင်းတဲ့နောက်တဲ့ anti တယောက်ကအတော်တယောက်ကဒီပြဿနာကိုအစားဆွဲထုတ်ပြီးတော့ကျမကဒီဥစ္စာကိုအောက်တုဆိုအစိုးရအောက်တုလို့မပြောဘဲနဲ့ဒီ anti ကကျမကိုပြောရမှာကျမကအောက်တုကြီးပါဆိုလို့ထားပြောတယ်ဆိုကျမကိုရန်ရှာတယ်တကယ်တော့ဒါကြီးကအောက်တုပါဆိုတော့သူတို့မတိုင်ငယ်ရင်းနေကကျမပြောပြီးသားနော်အဲ့ဒီကာယကံရှင်ကကျမကိုပတ်အရင်လုံးရန်လာရှာတဲ့အတီးနဲ့ကျမနဲ့ပြေးလဲသွားပြီပြဿနာကအေးအေးစစ်စစ်ပြီးတော့နောက်ထပ်အတော်တယောက်ကအတော်ကြီးတယောက်ကကျမကိုလာပြီးထပ်ပြီးပြဿနာရှာတယ် ကျမနာမည်ထည့်မပြောဘာလို့လဲဆိုတော့အင်းတော့တော့စိတ်တက်တယ်ပေါ့လုံရက်တယ်ပေါ့သူတို့ကငါရင်မျိုးသားရေးလုတ်ခင်တာပဲငါမျိုးသားရေးဆိုတာဘာမှမသိခင် ကျမခုနှစ်တန်းရှစ်တန်းအကြောင်းသူဘဝရေကသူတို့ကမျိုးသားရေးလုတ်ခဲ့တယ်လူဆိုတဲ့လေးစားတမှုလေး ਨੇ ကျမအမြဲတမ်းလေးစားတယ်ကျမရှေ့မှာသူ့မကောင်းချောင်းဘယ်သူလာပြောပါစေသူ့ကောင်းချောင်းပဲကျမပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စကားအခုတော့ကျမထင်ထားတဲ့အထင်ကြီးတဲ့စိတ်တက်တွေနဲ့တကယ် အတွင်းစိတ်တက်ကတခြားသည်ဖြစ်နေလို့နာမည်တော့ထုတ်မပြောကြဘူးเนาะဆိုတော့ထားလိုက်တော့ကျမပုပ်ကိုကြီးတိုက်ခိုက်တယ်ကျမအသေးဖြစ်တယ်ကျမတိခံလိုက်တယ်ကျမတိခံပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြည်တနာတခါအစပြန်ဆွဲထုတ်ကြတယ်ဆိုတော့ပြည်တနာရေပေါ်မှာကျမရှင်ဝဲဦးတည်လာပြီးတော့ဒီနားမှာနေတပုတ်ဦးလို့ရစ်ခွေနေတယ်ဆိုတော့အဲ့ဒီကိစ္စကြီးကငါသူတပါဘသူတို့အကျိုးရှိတယ်လေဘသူတို့အကျိုးမြဲရမလဲရွေချက်ကပါလေ အရန်ပေါ်လိုက်ပြီးအရန်တည်တာထင်ရှားနေတယ်။ဆိုတော့သူ့ကိုဘာကြောင့်ငပိလို့ခေါ်လဲဆိုတော့ جماعه ကိုမှသဘောပေါက်တယ်။ထားပါလိ။ جماعه ဒီပရမတောင်းကြံပြီ။ جماعه ကိုအသေးပြတ်မှုတယ် جماعه သိခံပါရဲ့။ဒီနေ့ကျမပြောတဲ့ဇာတ်ကနောက်ဆုံးပါဒီနေ့ကျမဗဇက်ကသူများအကြောင်းထုတ်ပြောတာနောက်ဆုံးပါကျမသိခံလိုက်ပါတယ်သို့တော့ဒီနေ့ဒီနောက်နေ့ဇန်ကဂျွန်ရှိရနေရှိရနေနောက်ပိုင်းကျမရဲ့အကြောင်းကိုနှုတ်ပြင်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးဖြတ်မယ်ဆိုရင် ကျွန်မသင်ခံမှုတိုင်းတာကုံသွားပါပြီရှင်။ကျွန်မကိုအခုနမေနမေကြောင်းအောင်ပွင့်ပြောင်းကွာကွာအောင်နေမကောင်းဘူးပြစကားပြောရတာအစ်မပြေ။ကျွန်မကိုပေးပြန်ဖြစ်နေရနော်။ကျွန်တော်ကျွန်မနာမည်ပြအောင်တိတ်ခါချောင်းအောင်ကျွန်တော်ပုပ်ပွေရရတိုက်ခိုက်တယ်။ကျွန်မတိခံလိုက်တယ်။ကျွန်မကတက်ငယ်ပေးမယ်ကျွန်မတိညာရှိတယ်။ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တေးပြီးနှုတ်ကြောင်ကြည်တာမျိုးကျွန်မမဖြစ်ဘူး။အဖြစ်မခံဘူးကျွန်မတိခံလိုက်တယ်။ဒီစကားဒီမှာပင်ပြပါပြီ။သို့တော့နောက်နောက်ဒီနေ့ 2025ခုနှစ်ဂျွန်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတီးမခံပါဘူးအတေရေဖြတ်မှုတီးအတေရေဖြတ်မှုပုံမှာ၄ကိုကူပုံမှာ900ရဲရေးပိုင်ပါတယ်အာမခံရပါတယ်စက်တွေရေးပုံမှာ66ကြောက်ကြာကြီးရဲရေးပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social ကို social media မှာလူမှုကွန်ရက်မှာ အသေးရေဖြတ်လို့ရှိရင်ပုံမှန်လေး99900နဲ့66ကြောက်ကြာကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူး ထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးဆက်သွယ်ရေးပုံမှန်နဲ့အသေးဖြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုကရေးရေးမပိုင်ပါဘူးအာမခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇကားတွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြည်တာပဲပါစေနဲ့မဖြစ်စေချင်ပါဘူးရှင်เนาะကျမကနဲ့နာသူဖြစ်ပေမဲ့ကျမကပဲအသိနဲ့တရေကိုစင်ကြင်ပြီကျမတီးခံလိုက်ပါရဲ့နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးရေးဖြတ်မယ်ဆိုရင်ကျမလုံးဝအသိနဲ့ခံပါဘူးရှင်ဆိုတော့အဲ့မှာ လူတွေအများဆုံးပြောကြတယ်မေကောလူတွေအများဆုံးခနဲ့ကြတယ်အခုဖတ်တော့ဖတ်တော့လိုင်စင်မဲ့ကားရေးဆိုင်ငယ်တွေဖမ်းတာကိုမပုတုဘာလို့မပြောတာလဲတချို့ကြတော့မပုတုကဘာဘာအလုပ်လုပ်ပြီးချမ်းသာနေတယ်လေတချို့ကြတော့ကျမကဝတ်တောက်ဆိုင်ငယ်စီးနေတဲ့အတွက်ဝတ်တောက်ဆိုင်ငယ်တွေဖမ်းတာကိုနှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်တကယ်တော့ကျမကနှုတ်ပိတ်နေတာမဟုတ်ဘူး။ရှင်တို့ကနားတွေပိတ်နေတာ။အဲ့ဒီဝက်တော့လိုင်စင်မဲ့ကားတွေဆိုင်ငယ်တွေဖမ်းဆီးမှုကိုကျမပြောထားပါဗျ။ကျမကောင်းတယ်မှာဝေရှာကြည့်ပါ။ ဆိုတော့ဥပဒေနဲ့ညီသွားရမယ်နော်နိုင်ငံတော်အခွင့်အရေးနဲ့နားရတယ်ဒါကြောင့်မလို့ license မဲ့ကားရဲ့ဆိုင်ငယ်တွေဖမ်းတာကောင်းတယ်အားပေးတယ်သို့တော့ license မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုတွေတိုင်းပြည်အတွက်အခွင့်အရေးအများကြီးနဲ့နားပါတယ် license မဲ့ဥပဒေမဲ့မြေသားသူတူပေါ်မှုတွေရွှေလုတ်ကွက်တွေကြောက်စိမ့်လုတ်ကွက်တွေတိုင်းရင်းသားလက်နက်ခိုင်ဖွဲ့အမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါတယ်နော်ကျွန်းတစ်တေဆိုလို့ရှိရင်လည်းပဲအလောင်းတော်ကသဘာမျိုးသားဝင်းရင်ဘေးမဲ့တော့ကတစ်တေကိုနှစ်ချုပ်တစ်ပင်ကို ပါသုံးလုံးတွေကခိုးယူရောင်းချထိုးလုံနေတဲ့အတွက်တစ်တော့ area ရဲ့80ရာခိုင်နှုန်းမှာရှိတဲ့နှစ်ရှို့တစ်ပင်အကြီးတွေပြောင်းနေပါပြီဆိုတော့ကိုဘူနကားအဖွဲ့ကကောင်ကိုတိုင်းကဖုံးတဲ့ဗီဒီယိုမှတ်တမ်းရိုက်ယူပြီးတက်တဲ့ဖိုင်တွေသူတို့အချင်းချင်းဟိုမှာချပြထားတာတွေရှိတယ်။မဟာမြိုင်ဘေးမဲ့တော့မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျုံးတတိအဲ့မှာရှိတဲ့အင်းပင်ကရိုးတွေလာမသိဘူးအဓိကရောင်းချနေကြတယ်။အဲ့ဒီလိုမျိုး license မဲ့တစ်ထုတ်လုံးမှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွင့်အရေးအများကြီးညှိနှိုင်းပါတယ်။တော့ license မဲ့ကားတွေဆိုင်ငယ်တွေဖမ်းဆီးသူတို့အရေးယူသူတို့ ဒါမျိုးတွေကိုလည်းအရေးယူပေးနေကြပါတယ်နောက်တစ်ခုကဖားကက်မှာချီခွေမှာရှေ့ရက်ကချီခွေမှာရေးကြည့်တော့အဲ့ရေးကြည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မြေရှားတဲ့တူပေါ်မှုရွှေလုံးကွက်တွေနော်ကျောင်းဆိုင်လုံးကွက်တွေအဲ့ဒီအကြောင်းတွေကျွန်မပြောပြပါတယ်နော်ဆိုတော့လိုင်စင်မက်ကားရေလိုင်စင်မက်ဆိုင်ငယ်တွေဖန်စီရေးယူသလိုတိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက်ဖန်စီရေးယူသလိုအဲ့ဒီလိုလိုင်စင်မက်ဥပဒေမဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်အခွန်ဝင်ငွေနဲ့နာတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ ဖြည့်ရှင်းပေးမယ်နှိမ်နှင်းပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ်။ရှင်တို့တွေနားလေးနေလို့မကြတာဖြစ်လိမ့်မယ်။နော်ဆိုတော့ကျွန်မကဝက်တော့ဆိုင်ငယ်စီးနေလို့ကျွန်မကနှုတ်ပိတ်နေရကြမဟုတ်ပါဘူး။နောက်တစ်ခုကကျွန်မဘာလို့လှုပ်လဲဆိုတာကိုကျွန်မကညကဘာလို့လှုပ်ပြီးတော့ဟိုသမင်းသမင်းစားနေလဲပေါ့နော်ဘာမှမလုပ်ခဲနဲ့။တချို့ကကျွန်မကအမြဲတမ်းကျွန်မဆိုင်ငယ်ဘေးရွက်တွေအငှားချတာလေဆိုတာကျွန်မ YouTube မှာတင်းနေတယ်။ ကျမ YouTube ကလူတွေတော်တော်များများတည်တယ်။တည်လို့လည်းပဲကျမကဆိုင်ငယ်ဘေးတွဲတွေဝတ်တောက်တွေစီးလို့ကျမကဝတ်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာ။နော်။ဆိုတော့ကျမမဘုဒ္ဓဘာလို့လို့လဲဘာမှမလုပ်ပါဘူး။ဘာလို့မလုပ်တာလဲ။အိမ်ထဲမှာထိုင်နေရင်းနေတောင်မှဘယ်နားမှာဘသူအသက်ခံလာရပြီ။ဟိုနားမှာဟိုလူအသက်ခံလာရပြီ။နေ့စဉ်နဲ့မြတ်တဲ့နေကြနေရတာ။ဆိုတော့ကျမတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှောင်ပါတယ်။ဒါကြောင့်ကျမအပြင်ထွက်ပြီးလုံးမလုပ်ဘူး။အလုံးမလုပ်ပဲဘုရားပတ်ဆိုင်နဲ့ထမင်းစားရတယ်။ကျမဆိုင်ငယ်ဘေးတွဲတွေအငှားချတာတယ်။ဆိုင်ငယ်တစည်းကို၄တောင် ဆိုင်ငယ်တစ်စီးကိုတရက်ကို၄00နဲ့ဆက်၄စီးတရက်ဝင်ဝင်ဘယ်လောက်ရှိမလဲတွက်ကြည့်ပါမင်းဆိုင်ငယ်ဆက်၄စီးတပြိုင်တည်းဝင်နိုင်လားမဝင်နိုင်ဘူးကျွန်မမချမ်းတော့ကျွန်မစပြီဝယ်တော့ကျွန်မမှရှိနေတဲ့ရွှေတွန်းငွေစအကုန်စုပြောင်းချတာဆိုင်ငယ်၆စီးပဲဝင်နိုင်အဲ့ဒီ၆စီးကနေပြီးကျွန်မရင်းနှီးမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကြုံမှာကျွန်မဆိုင်ငယ်ဆက်၄စီးရတယ်ဆိုင်ငယ်ဆက်၄စီးရတဲ့အတွက်ကျွန်မဘာအလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ဝင်အနည်းဆုံး9000ရတယ်နော်ဘာလို့မှလုံးဆောင်မလို့လဲကျွန်မဝင်ဝင်9000ရတယ်ဟောဆိုတော့အခု ကိုတောက်ဆိုင်ငယ်ကြီးဖမ်းတော့မယ်ဆိုတော့မဘူးတူထမင်းဦးတော့ရိုက်ကွဲတော့မှာပဲဆိုပြီးတော့အားရဝမ်းသာမပြောကြနဲ့အဲ့ဒီဆိုင်ငယ်ဘေးရွက်တွေအကုန်လုံးရောင်းပြီးတော့ကျမကားဒစီ installment နဲ့ဝယ်ထားတယ်။အဲ့ဒီကားဒစီကို installment နဲ့ဝယ်ပြီးတနေ့တတိငွေသွင်းရင်ကျမကားပိုင်ဖြစ်မယ်။နောက်တစ်ခုကကျမမှာဖုန်းနှလုံးရှိရဲအခုပြောနေတဲ့ဖုန်းပြင်ကျမမှာ tablet ဖုန်းတစ်လုံးရှိရဲအဲ့ဒီဖုန်းကိုကျမငှားထားတယ်။ဘလို့ငှားရလဲဆိုတော့နော်ဟာ6တိခောက်တာအန်စာတုံးလေးကိုဂလုတ်ဂလုတ်လို့နှိပ်လိုက်လို့ရှိရင် သူကြရဲ့အကွက်တိုင်းရှိရတာ6တက်6တက်ပုံစံ6တက်လို့ခေါ်ရဲကျမတို့ရှင်မှာ answer တုံးလေးနှိမ့်တာအားငားတာကတပွဲကို900သူတို့ဆိုတဲ့တပွဲကိုကျမ900ဆိုတော့ပြန်မြတရက်ဝင်ကို800မနေ့ကဆိုရင်တောင်းတုံးတော့ရတယ်တရက်ကိုအနည်းဆုံး800ရပါတယ်เนาะတရက်ကိုအနည်းဆုံး800ရတယ်ကျမရဲ့အသုံးစရိတ်မနေ့စာ2000ကျမလည်းဖေးတောက်တယ်2000ငွေငါစာလည်း1500ပဲကုန်တယ်ဆိုတော့မနေ့စာ30000နေ့လည်စာထမင်းစာက9000 ဲ့9000ချက်မစားအောင်နော်ကျမစိုင်းမှာစားတာ9000ညစာထမင်းစားရဲ့9000ဆိုတော့ဒီနေ့သာအတွက်ထမင်းစီကျမအသုံးစိက12000ပဲရှိပါတယ်အဲ့တော့အဲ့12000ထမင်းစီကိုကျမဘာမှပူစရာမလိုပဲနဲ့အဲ့ဒီဖုံးငါခါရတင်တည်တဲ့ကျမရပါတယ်နော်ဆိုတော့ဘာအရန်နေစိတ်ဝင်စားနေတဲ့လူတွေရှိတယ်လေကျမဖြည့်ပေးလိုက်ပါတယ်ဆိုတော့တပုတ်ဥလိုနိုင်တယ်ရေးအင်မတန်မှရှုပ်ထွေးပြီးအင်မတန်မှစိတ်ညစ်ပါတယ်လို့မနေ့ကလမ်းပေါ်မှာအကူတယောက်ပြောထားတာတွေ့လိုက်တယ် အခုနိုင်ငံရေးမှာပေါ့နော်သူဆိုလို့ရှိရင်လည်းပဲလက်ရှိမှာပြည်သူဆဲလို့တို့လို့ဖန်ဆီးခံရပါ냐ရှိတယ်။ဟာတူဦးလည်းဘာရလိုက်လို့မင်းရင်တဲ့သူနောင်သားကြီးရပါတယ်တဲ့။ဆိုတော့မဘုတုလည်းလို့ပဲမဘုတုနေပါလေရလိုက်တယ်။โอเคကျမနောင်သားကြီးရလိုက်ပါတယ်ရှင်။ကျမနောင်သားကြီးရပါတယ်။ကျမကလေနံပါတ်1ကျမအသက်ကိုရင်းပြီးလောက်ရတာ။အသက်ကိုရင်းထားရတာဖြစ်တဲ့အတွက်စီးပွားရေးတွေပညာရေးတွေကတော့ပြောမနေနဲ့တော့။ကျမအသက်တယ်လားမဟုတ်ဘူး။ကျမမိဘအရောပါကျမကပေးဆက်ထားတာ။ ျမမိဘရောကျမပေးဆက်ထားတယ်ကျမမှာမိဘနှစ်ပါးအသက်ရှိထဲကြရှိပါလှည့်ရက်နဲ့ကျမတို့ရှင်ပွဲကွဲနေရတယ်တချို့နေပိတ်တွေဆိုကျမတို့ပြောတယ်နေမိမကိုရိုင်ကနင့်ကိုတာတမီးစင်းရင်မသွေးမဲနဲ့နေမိဘကိုရိုင်ကနင့်ကိုဆုံးပြစ်ထားတာအဲ့ဒီလိုလာပြောကြတယ်ကျမရင်ရင်ထဲမှာနှင့်နေအောင်ခံစားရတယ်ကျမမမိဘနှစ်ပါးအသက်ရှိထင်ရရှိပါလေကျမဆင်ကွဲကွဲနေပြီကျမအခုလိုတွေလုပ်တဲ့အတွက်ကျမမိဘတွေနဲ့ကျမဝေးနေပြန်နော် ကျွန်မမိဘကိုယ်တိုင်ကကျွန်မကိုဆော့ပစ်ထားတယ်။နော်ဆိုတော့ကျွန်မပင်းဆက်ထားတာကကျွန်မဘွားကျွန်မသက်ကျွန်မမိသားစုကျွန်မမိဘဒါကကျွန်မတည်းမဟုတ်ဘူးကျွန်မထင်တယ်ကျွန်မလူလူတွေအကုန်လုံးအတိလိုပဲပင်းဆက်ထားရတယ်ထင်တယ်။ဆိုတော့ကိုယုံကြည်ရကိုလို့ကိုလို့တယ်ကိုကြိုက်တာကိုလို့ကိုကြိုက်တာကိုလို့ကိုသမိုင်းကိုရေးကိုဖြစ်ကိုခံဆိုတော့ကိုကြိုက်တာကိုလို့ပြီးကိုသမိုင်းကိုရေးပြီးကိုဖြစ်ကိုခံနေတဲ့အချိန်မှာဘေးကနေဝိုင်းပြီးတော့ရင်းနှီးသူကအခုထိုးရမလို့ဘူး ။စူဂျီဝိုင်းလုံးပို့လည်းမလို့ဘူး။ကျမလည်းဘသူ့ကိုမှရင်းနဲ့တူသွားပြီးဝါကူမထုတ်ခဲ့ဘူး။ကျမဘသူ့ကိုမှလည်းစူဂျီဝိုင်းမလောင်ခဲ့ဘူး။ဒါကျမရဲ့စိတ်တဲနဲ့ကျမရဲ့ခံယူချက်။ဆိုတော့အဲ့ဒီလိုပဲမပတူရဲ့နဲ့ကုလုံးဘောမှနေတာနဲ့ဘာရလိုက်တယ်။ဟုတ်ကဲ့ကျမနောင်နာတွေအများကြီးရပါတယ်ရှင်။နော်ကျမပါရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်။နော်ဒီမကောင်းခါရကြတယ်မှာပြောရတာမောပါတယ်ရှင်။